ကျောင်းသူကျောင်းသားတွေပေါ့နော် ACCA စာမေးပွဲမှာထူးထူးရောအောင်မြင်ဖို့ပြီးတော့ဘလို့လေ့ကျင့်သင်ကြားပေးလဲဘလို့ကောင်းမွန်စွာနဲ့ဒီလိုထူးချွန်တဲ့မြန်မာ first day ဖြစ်လာအောင်လို့ပေါ့နော်ဘလို့ exam technique တွေတုံးပြီးတော့ဟိုလေ့ကျင့်ပေးလဲဆိုတာကိုဒီ share တော်ငငယ်အောင်ကနေပြောပြပေးပါရှင်။ကျောင်းသားတွေကထူးထူးချွန်ချွန်နဲ့စာမွေးအောင်လို့ဆိုလို့ရှိရင်နံပါတ်1ကတော့မဖြစ်မနေအောင်သွားရင်တော့ကောင်းဆုံးပေါ့နော်။အောင်ပြီးသွားတော့မှထူးချွန်တာပို့ပြီးတော့အမှန်များများနဲ့ထူးထူးချွန်ချွန်အောင်ရင်တော့ပို့ကောင်းတာပေါ့။စာမွေးကြည့်လဲစီးကြည့်တယ်အချိန်ရောပေါ့။ ါကြောင့်မို့လို့ဟိုအောင်သွားတယ်ဆိုကြတဲ့ကွာရေချင်းရှိလို့အောင်တာပေါ့နော်အဲ့လိုအောင်မြင်မှုဆိုရင်အကြောင်းတက်တာကိုမှန်မှန်တက်ရမယ်ပြီးနံပါတ်1က theory ကိုနားလည်အောင်လုပ်ရမယ်ပြီးရင် theory ပြီးတာနဲ့အလိုက်သူ့ရဲ့လေ့ကျင့်ကောင်တခါလေလေ့ကျင့်တာပို့ပြီးတော့ effective ဖြစ်တာပေါ့နော်ဟို theory တွေတုံးလုံးကုန်ပြီးမှတက်လိုက်တွေ့မယ်ဆိုလို့ရှိရင်ဟိုရောပုံပါလေအဲ့တော့ခါကြတော့ theory တခန်းပြီးရင်သူ့ရဲ့လေ့ကျင့်ကောင်တခါလေတွေ့တွေ့သွားရင် ်ညွန်ညွန်နဲ့အားလုံးပြီးတဲ့အခါမှာ theory လည်းပြီးသွားမယ်လေ့ကျင့်ခန်းလည်းပြီးသွားမယ်အဲ့ဒီခါကျတော့မှ तू ကဒီစာဆုံးမော exam တွေရှိမယ် study help တွေရှိမယ်ပြီးရင် exam practice တွေရှိမယ်အဲ့ဒါတွေကိုလေ့ကျင့်ပြီးတော့ဟိုကိုယ်စိတ်ကလည်းယုံကြည်မှုနဲ့ပေါ့နော်အဲ့တော့စာသေးချာလောက်ထားတယ်ဆိုလို့ရှိရင်ဒီစာမွေးရအထူးထူးချွန်ချွန်အောင်ပါပဲပေါ့နော်။ကျောင်းမှာပဲတက်ရမယ်။ဂျူဒိုရီရဖြေရမယ်။မော့အီဇန်နေဖြေရမယ်။ပြီးရင်စာမွေးဖြေဖို့ဒီတလလိုမှာစာမွေးကြည့်သွင်းထားတဲ့ဘာသာရက်လိုက် ACC ကပို့တဲ့ email ကို ကြည့်ပြီးတော့မော့အိမ်စန်းတွေကိုအနည်းစားဆုံးဝင်ချစ်ကြည့်လို့လည်းရတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်တေချာပါအောင်မှာပေါ့နော်ဟုတ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကြီး